်မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်မြန်မာစစ်တပ်ကကျူးလွန်တဲ့စစ်ရာဇဝတ်မှုများအတွက်ကျူးလွန်သူများနဲ့တပ်မိုးများရဲ့ကိုယ်ရေးအချက်လက်များကိုစုဆောင်းနေတယ်လို့ IMM ကထုတ်ပြော်ပြီးစုံစမ်းစစ်ဆေးရမယ်ရာဇဝတ်မှုအရေးအတွက်ကငကိုမျှော်မှန်းထားတာတဲ့အလွန်ကြော်လွန်နေတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာစစ်တပ်ကကျူးလွန်တဲ့စစ်ရာဇဝမှုများအတွက်ကျူးလွန်သူများနဲ့တပ်မှုများရဲ့ကိုယ်ရေးအချက်အလက်များကိုစုဆောင်းနေတယ်လို့ IMMN ကမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ညားအကြီးအကဲနီကိုလတ်စ်ကွန်ဂျန်ကခုလိုပဲပြောဆိုလိုက်ပါတယ်။ယမန်နဲ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်အတင်း80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီအစီအဝေးမှာ၎င်းကအထက်ပါအတိုင်းပြောလိုက်ခြင်းဖြစ်ပါတယ်။ အကြံဖတ်စစ်တပ်ကဖန်စီထားသူများအပေါ်ညှက်ပန်းနှိပ်စက်မှုလိမ့်ပိုင်းဆိုင်ရာအကြံဖတ်မှုအမျိုးမျိုးကျူးလွန်နေသောအထောက်အထားများ စုဆောင်ထားပြီးကျူးလွန်သူများနဲ့တပ်မှုများရဲ့ကိုယ်ရေးအချက်အလက်များကိုလည်းစုဆောင်ထားကြောင်းလက်ရှိမြန်မာနိုင်ငံတွင်နိုင်ငံတကာရာဇဝတ်မှုများဖြစ်ပွားမှုအကျိန်နှင့်ပြင်းထန်မှုများမြင့်တက်လာကြောင်း IMNA နဲ့တပ်သေးထွက်ဆိုချက်ပေါင်း600ကျော်အပါအဝင်အထောက်အထားရင်းမြစ်ပေါင်း1300ကျော်နဲ့ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း၎င်းကရှင်းပြထားပါတယ် ဒါအပြင်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများကိုပေါ်ပြီးအာထံပြင်းလာပြီးစာတင်ကြောင်းများ၊ဆေးရုံများ၊နေအိမ်များနဲ့ဘာသာရေးအဆောက်အအုံများကို က်ခိုက်နေမှုများကိုဦးစားပေးစောင့်ဆန်းစစ်ဆေးနေကြောင်း2019ခုနှစ်ရှင်းလင်းစစ်ဆေးကာလအတွင်းရိုဟင်ဂျာများရဲ့ပိုင်ဆိုင်မှုများကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခြင်းနဲ့တည်ယူခြင်းကြောင့်စီစစ်တုံ့တက်အစီရင်ခံစာအကျဉ်းချုပ်ကိုစက်တင်ဘာလအတွင်းထုတ်ပြန်ခဲ့ကြောင်းအဆိုပါအစီရင်ခံစာတွင်ရိုဟင်ဂျာများရဲ့နေအိမ်စီးပွားရေးလုပ်ငန်းနှင့်ဘာသာရေးအဆောက်အအုံများပျက်စီးခံခဲ့ရပုံအဆိုပါနေရာများတွင်နေကြာစောင့်တက်ရဲတပ်ဖွဲ့များအခြေစိုက်စခန်းများအစားထိုးတည်ဆောက်ထားမှုများစုံစမ်းစစ်ဆေးနေကြောင်း၎င်းကဆိုပါသည် ။ရခိုင်ပြည်နယ်မှာအကြမ်းဖက်မှုတွေပိုပြီးပြင်းထန်နေပါတယ်။ရခိုင်တပ်တော်ကပြည်နယ်အတွင်းနယ်မြေအများစုကို သိမ်းပိုက်ထားပြီးစစ်တပ်ဘက်ကလည်းပြင်းထန်နေတဲ့လေကြောင်းတိုက်ခိုက်မှုဘုံကျဲတိုက်ခိုက်မှုတွေနဲ့ပြန်လည်တုံ့ပြန်နေပါတယ်။ လူမျိုးစုပေါင်းစုံကအရက်သားတွေဟာဆင်းရဲဒုက္ခရောက်နေကြပါတယ်။ရိုဟင်ဂျာတွေကိုစစ်တပ်နဲ့ရခိုင်တပ်တော်နှစ်ဖက်စလုံးကစစ်သားအဖြစ်စုဆောင်းနေပြီးရိုဟင်ဂျာလက်နက်ကိုင်ဖွဲ့တွေကလည်းလက်ရှိတိုက်ပွဲတွေမှာပါဝင်နေပါတယ်။အရက်သားတွေကို ပြစ်မှတ်ထားတဲ့ဒရုန်းတိုက်ခိုက်မှုတပြက်မှုမတိမ်မှုနှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့ငတ်မောခေါင်းပေါင်းမှုကြုံနေရသူတွေစီကနေပေးပို့တဲ့လူကျန်းစာနာထောက်ထားမှုအကူအညီတွေကိုတားဆီးဟန်တာတဲ့ဖြစ်ရပ်တွေနဲ့ဆိုင်တဲ့တပ်တည်အထောက်အထားတွေကိုရန်နေရာကစုဆောင်းနေပါတယ်။ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်အမှန်တွေကိုမှတ်တမ်းပြုစုဖို့ယနေ့ကဒီအဖြစ်တွေကိုမျက်မြင်တွေ့ခဲ့သူတွေကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းပါတယ်။ဒါအပြင်ဓာတ်ပုံတွေနဲ့ပွင့်လင်းရင်းမြစ်မှာရရှိတဲ့အထောက်အထားတွေကိုစစ်ဆေးနဲ့အတည်ပြုခြင်းတွေလှုပ်ဆောင်နေပါတယ်။ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အချက်လက်တွေကိုမျှဝေပေးလို့သူတွေအနေနဲ့လဲကျွန်တော်တို့စီဆက်သွယ်ပေးဖို့ကြိုးစားပါတယ်။မြန်မာစစ်တပ်နဲ့ရခိုင်တပ်တော်နှစ်ဖက်စလုံးစီကအချက်အလက်တွေရရှိဖို့ရန်နေရာကဆက်သွယ်ခဲ့ပေမဲ့ ဒီနေ့အထိနှစ်ဖက်လုံးကပူးပေါင်းဆောင်ရွက်မှုမရှိသေးတာကိုလည်းအသိပေးလိုပါတယ်လို့သူကပြောဆိုပါတယ် IIMN ကရရှိထားတဲ့အချက်အလက်များကိုနိုင်ငံတကာရာဇဝတ်ခုံရုံးမှတရားလိုရှိနေရုံအာဂျင်တီးနာဖရက်ဒက်ရာဇဝတ်ခုံရုံးမှစုံစမ်းစစ်ဆေးရေးတရားသူကြီးတို့ကလည်းအသုံးပြုနေကြောင်းမြန်မာနိုင်ငံကလူမျိုးပြုံးစီမှုကိုတားဆီးရနှင့်ပြည်ထောင်ချမှတ်ရန်သဘောတူစာချုပ်ပါတာဝန်ဝင်တရားများကိုပြတ်ကွက်ခဲ့မှုနဲ့ ဂမ်ဘီယာနိုင်ငံတွင်ဆွဆဲထားသောနိုင်ငံတကာတရားရုံးအမှုတွင်လည်းအသုံးပြုရန်အချက်လက်များကိုလည်းရန်ရဲကမျှဝေပေးနေကြောင်းသိရှိရပါသည်မြန်မာနိုင်ငံတွင်ကျူးလွန်တဲ့ရာဇဝတ်မှုများအတွက်အသုံးပြုခဲ့တဲ့လက်နက်စည်ရည်သုံးကရိယာများကို ရောင်းချပေးနေတဲ့လူပုဂ္ဂိုလ်များစီးပွားရေးလုပ်ငန်းများမှတက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေများကိုချိုးဖောက်နေခြင်းရှိမရှိစုံစမ်းစစ်ဆေးနေတဲ့နိုင်ငံများနဲ့လည်း IMM နဲ့ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ခုလိုပဲသိရှိရပါတယ်2021ခုနှစ် စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းကရန်နယားကိုဖွဲ့စည်းတိစောက်ထားပြီးအရင်အမြစ်တွေစီစဉ်ချထားပေးခဲ့ကြောင်းလက်ရှိအချိန်မှာစုံစမ်းစစ်ဆေးရမည့်ရာဇဝတ်မှုအရေးအတွက်ကငကိုမျှော်မှန်းထားတာတဲ့တော်တော်လေးကြော်လွန်နေကြောင်းသိရှိရပါတယ်။တာဝန်ခံမှုနဲ့နိုင်ငံတကာတရားမျှတမှုဟာအရေးကြီးဆုံးလမ်းစုံလမ်းကွာကိုရောက်နေပါတယ်။မြန်မာနိုင်ငံမှာကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တရားမျှတမှုရှိအောင်ဂျိုးပန်ချင်းကမြန်မာနိုင်ငံကရာဇဝတ်မှုကျူးလွန်သူတွေတာမကပြစ်မှုကျူးလွန်သူတွေအလုံးကိုအရေးကြီးတဲ့သတင်းစကားတစ်ခုပေးပို့နိုင်ပါတယ်။အရသားတွေ ကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အခါနိုင်ငံကဥပဒေကိုလစ်လျူရှုတဲ့အခါနိုင်ငံကအတိုင်းဝိုင်းကလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာကျိုးလွန်ခဲ့တဲ့ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်တာဝန်ရှိသူတွေကိုတရားစီရင်နိုင်ဖို့ဒီအခန်းမှာရှိနေကြတဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူပူးပေါင်းလှုပ်ဆောင်ဖို့ကျွန်တော်တို့အသင့်ရှိနေပါတယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရဲနေရအကြီးအကဲနီကိုလက်ကွန်ကန်ကအခုလိုပဲပြောဆိုထားကြောင်းသိရှိရပါတယ်ရှင် ်မြန်မာစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်းမီအတိုင်းသားအများနဲ့အတိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်ကထုတ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာအကြမ်းဖက်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမတိုင်မီတိုင်းသားများနဲ့အတိုက်ခံအင်အားစုများအလုံးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့သို့ဖိတ်ခေါ်ဆွေးနွေးမယ်လို့မလေးရှားဝန်ကြီးချုပ်အန်နာဝါအီရာဘရင်ကခုလိုပဲထုတ်ပြောထားပါတယ်။ အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံအနေနဲ့တိုင်းရင်းသားလူနည်းစု28ဘွဲ့အတိုက်ခံအင်အားစုများအလုံးကိုအလုံးပောင်းရင်သောတွေ့ဆုံဆွေးနွေးမှုလှုပ်ဆောင်နိုင်ရေးအတွက်မလေးရှားနိုင်ငံသို့ရွေးကောက်ပွဲမတိုင်မီဖိတ်ကြားမည်ဖြစ်ကြောင်းမြမအရေးကိုဖြည့်ရှင်းနိုင်ရန်မြမကိုယ်တိုင်ဥဆောင်ရမည်ဖြစ်ကြောင်းရွေးကောက်ပွဲသို့လိမ့်လာဆောင်ကြည့်သူများစေလို့ရန်စစ်တပ်ရဲ့ဖိတ်ကိုချက်ကိုအာဆီယံကစဉ်းစားနေစေဖြစ်ကြောင်း၎င်းကဆိုပါရင်တွေ့ဆုံဆွေးနွေးမှုတွင် ဆက်လုပ်ဖို့နဲ့လူသားစာနာခြင်းထောက်ထားမှုအကူအညီတွေဆက်ပေးနိုင်မှုကျွန်တော်တိုက်တွန်းထားပါတယ်မြန်မာနိုင်ငံအရေးကိုမြန်မာနိုင်ငံသားတွေကိုယ်တိုင်ဦးဆောင်ပြီးလှုပ်ဆောင်ရမှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်ကခုလိုပဲပြောဆိုပါတယ်မြန်မာအကြမ်းဖက်စစ်တပ်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်တဲပေါ်ရပြက်ကွက်နေတဲ့အတွက်မြန်မာစစ်ကောင်းဆောင်များကိုအာဆီယံထဲသည့်အစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးများတက်ရောက်ခွင့်ဆက်လက်ပိတ်ပင်လိုက်ကြောင်းအာဆီယံနိုင်ငံသားဝင်ကြီးအစည်းအဝေးကဆုံးဖြတ်ကြေညာထုတ်ပြန်ခဲ့ပါတယ်။ လေးရှားနိုင်ငံကွာလာလမ်ပူးမြို့ရင်းအာအော်တိုဘာလ26ရက်နေ့အာဆီယံနိုင်ငံကြားဝင်ကြီးအစည်းအဝေးအပြီးအချက်28ချက်ပါမြမအရေးဆွေးနွေးချက်ကြေညာစာရန်ကိုထုတ်ပြန်ခဲ့ပြီးအဆိုပါကြေညာချက်တွင်အဓိကအချက်များအနေနဲ့မြမစစ်တပ်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအတိတ်ပဲရှိသောအကောင့်တဲ့ဘုံတိုးချဲ့မှုများမလုံဆောင်သေးလင်အာဆီယံထိပ်သီးအစည်းအဝေးနှင့်နောက်ဆက်တွဲဆက်ဆက်အစည်းအဝေးများတွင်မြမစစ်ကောင်းဆောင်များတက်ရောက်ခွင့်ပြုမည်မဟုတ်ပဲနိုင်ငံရေးအရာကိုစားမပြုတ် သူကိုတက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်းသိရှိရပါတယ်။ဒါ့အပြင်အာဆီယံနိုင်ငံသားဝင်ကြီးအစည်းအဝေးရဲ့ကြေညာချက်တွင်ရွေးကောက်ပွဲများမကျင်းပမီနိုင်ငံရေးအကြက်အတဲကိုဖြည့်ရှင်းရဲ့ဘွန်တဘောတူညီချက်၅ချက်ကိုအကောင့်တဲပေါ်ပြီးအကြမ်းဖက်မှုများကိုရပ်တန့်ရမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့ကြောင်းသိရှိရပါတယ်။ဆလဘီငလင်းကြောင့်ပြက်စီးခဲ့တဲ့ပြည်သူများကိုပြန်လည်ထူထောင်ရေးတက်ရွေးကောက်ပွဲအမိလွတ်တော်အဆောက်အဦများပြီးဖို့မင်းအောင်လှိုင်စူးစမ်းနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ငလင်ကြောင့်ပျက်စီးခဲ့တဲ့ပြည်သူများကိုပြန်လည်ထူထောင်ရေးမလုပ်ဘဲရွေးကောက်ပွဲအမိနေပြီးတော့ရှိလွတ်တော်အဆောက်အဦများကိုယခုနှစ်အပြီးပြင်ဆင်ဆောက်လုပ်ရဲစစ်ကောင်ရှင်ခေါင်းဆောင်မင်းအောင်လှိုင်ကဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုဖိအားပေးနေကြောင်းနေပြီးတော့စစ်ရေးတရင်မြေကခုလိုပဲပြောဆိုထားပါတယ်စစ်ကောင်ရှင်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ပင်အားကြောင့်ပျက်စီးခဲ့တဲ့လွတ်တော်အဆောက်အဦများကိုပြန်လည်တည်ဆောက်မှု ယမန်နေ့စောက်တိုဘာလ26ရက်တွင်တွားရောက်ကြည့်ရှုပြီးနောက်အထက်ပါအတိုင်းအမိန့်ပေးခဲ့ခြင်းဖြစ်ပါသည်။ဒီဇင်ဘာရွေးကောက်ပွဲမှာတိုင်ပြီးလွှတ်တော်အဆောက်အဦတွေပြင်ဆင်တာကိုအမြန်လုပ်ခိုင်းနေကျွန်တော်တို့ကအဆောက်အဦပြိုပြတ်သွားတာကိုပြန်လည်မောမှန်ရတာဆိုတော့တန့်ခိုင်မှုကိုဦးစားပေးရမယ်။အချင်းယူပြင်ဆင်ရမယ်ဆိုတာတွေတင်ပြထားတယ်လို့နေပြည်တော်တွင်စောက်လို့ရေးလုံနေတဲ့ကန်ထရိုက်လုပ်ငန်းရှင်တအူကခုလိုပဲဆိုပါသည်။ အင်းအပြင်းငလင်ကြီးကြောင့်နေပြီးတော့ရှေ့လွတ်တော်အဝင်တတာလွတ်တော်အဆောက်အုံများစေယုံကျုံဌာနဆိုင်ရာအဆောက်အုံများလန္ဒရာများနှင့်မြေချင်းနေရာများပျက်စီးခဲ့ပါတယ်ပြည်သူလူထုအိုးအိမ်ပျက်စီးဆုံးရှုံးမှုဖြစ်တာတွေလစ်လျူရှူပြီးအတို့ရောက်ရွေးကောက်ပွဲလုပ်ဖို့နေပြီးတော့လွတ်တော်ကိုအပူတပြင်းပြင်ဆင်နေတာမအားလားသူတို့စေအုပ်စုကိုသာကြည့်ပြီးလူထုကိုလုံးဝမကြည့်ဘူးဆိုတာမြင်သာတယ်လို့ငလင်ဘေးတင်ပြည်သူများအတွက်ပြန်လည်တူတောင်းရင်လုံးဆောင်နေသူတို့ကခုလိုပဲမှတ်ချက်ပြုပါတယ် ငလင်ချင်းကြောင့်ပျက်စီးမှုအများဆုံးကြုံတွေ့နေရတဲ့ဇကိုင်းမန္တလေးနေပြည်တော်နှင့်ပြည်မနာမြို့နယ်ရှိငလင်တဲ့ပြည်သူများနေအိမ်များကိုပြန်လည်ပြုပြင်ရာတွင်မိမိအစီအစဉ်နဲ့သာပြုလုပ်ခဲ့ပြီးစစ်ကောင်ရှင်ကမြစ်တီကွန်ကြီးမှမပေးကြောင်းဒေသခံများကဆိုပါတယ်။ငလင်ကြီးကြောင့်နေပြည်တော်ရှိအစိုးရအဆောက်အအုံများပြည့်စည်ဆုံးရှုံးမှုဟာကျပ်ဘီလီယံ9000နီးပါးရှိတယ်လို့စစ်ကောင်ရှင်ကထုတ်ပြန်ထားပြီးပြန်လည်ပြုပြင်နေတဲ့အုံစေးကိုဘယ်သူမှသုံးစွဲမိ နဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြန်မှုမရှိပဲဒါအပြင်မြန်မာနိုင်ငံတွင်ဇကိုင်းငလျင်ကြီးကြောင့်တာသနီကအဆောက်အုံဆေးရုံကြောင့်လူနေအိမ်နှင့်အခြေခံအဆောက်အုံများပျက်စီးမှုဟာအမေရိကန်ဒေါ်လာ17ဘီလီယံခန့်ရှိနိုင်တယ်လို့ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ဇွန်လတွင်ထုတ်ပြန်ခဲ့ကြောင်းအခုလိုပဲသိရှိရပါရရှင်။